မင်္ဂလာပါကချင်ဝေးသတင်းဌာနကနေစဉ်တင်းလာနေကနေတောက်ကြနေသည့်ညနေခင်းတိုင်းတင်ဆက်သွားမယ့်သတင်းအစီအစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေစဉ်ဒုထားသတင်းတွေကိုတင်ဆက်ပေးသွားမယ့်သတင်းအစီအစဉ်တင်ဆက်သူမယူဆက်မဲဖြစ်ပါတယ်။ ချင်းပြည်နယ်ဟိုပင်မြို့ကစစ်ကောင်စီရဲ့စခန်းကိုဟိုပင်ဒေသတော်လှန်ရေးပူးပေါင်းအဖွဲ့တွေကမင်းညားကတွားရောက်ပစ်ခတ်ခဲ့တယ်လို့သိရှိရပါတယ်။ပစ်ခတ်တိုက်ခိုက်ခံရတဲ့ဟိုပင်ရဲ့စခန်းမှာအထီးခိုက်အသေးပြောက်ရှိနိုင်တယ်လို့ KPDF နဲ့နှိဆက်သူတွေကပြောဆိုကြပေမဲ့အသေးစိတ်အခြေအနေကိုတော့မသိရှိရသေးပါဘူး။ဟုတ်ပင်ဒေတာကန်တွေကတော့အခုဖြစ်စဉ်ကြောင့်မြို့သိမ်းတိုက်ပွဲတွေဖြစ်လာနိုင်မလားဆိုပြီးစိုးရိမ်ပူပန်နေကြတယ်လို့သိရှိရပါတယ်။ဆက်လက်ပြီး မုံယိုတောင်းချမ်းမီလူတွေကိုထိုးတက်ခဲ့တဲ့ပူတာအိုကစင်တကောင်ကိုဒီကနေ့မွန်းတဲ့7လောက်မှာပြည်သူ့စစ်အဖွဲ့ကပြစ်ဒတ်ခဲ့တယ်လို့ဒေတာခန်တွေကပြောပါရယ်။ဇင်ဟာမုံယိုတောင်းချမ်းလာပြီးနောက်ဧပြီ18ရက်နေ့မှာပူတာအိုမြို့မူလာဒီရွာကကိုဝန်ဆောင်အမျိုးသမီးတအူး အခြားသလပိုင်းရွယ်အမျိုးသမီးတဦးနဲ့ဇာတန်းမျော်ကတကြီးရွယ်အိုအမျိုးသမီးနှစ်ဦးတို့ကိုထိုးတက်ခဲ့ပြီးတော်ရဲကိုပြေးဝင်သွားခဲ့တယ်လို့သိရပါဗျ။အဆိုပါစင်ကိုစစ်ကောင်စီလက်အောက်ကပြည်သူ့စစ်အဖွဲ့တွေကလိုက်လံရှာဖွေပြီးဒီကနေ့ April 23ရက်နေ့မှာတော့မူလာဒီရွာ area အတွင်းမှာပဲပြစ်တက်နိုင်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ လူလေးဦးကိုတပ်ဖြတ်ခဲ့တဲ့ဆင်ဟာရခင်ကခရိုနီဦးတေစာပိုင်းမလီခလော့ဟိုတယ်မှာမွေးမြူထားခဲ့တဲ့ဆင်ဖြစ်ပြီးနောက်ပိုင်းမှာလွယ်လွယ်ရောင်းချခဲ့ပေမဲ့စာချုပ်စာရန်ကိစ္စတွေအပြစ်တက်မလုဆောင်ရသိခင်မှာပဲအခုလိုကိစ္စတွေဖြစ်ပွားခဲ့တာလို့ဒေတာခန်တွေကသတင်းသိရှိရပါတယ်။ က်လက်ပြီးစကိုင်းတိုင်းမှာစစ်ကောင်စီကလေကြောင်းဘုံကျဲမှုတွေစတိုက်ပြုတ်လုခဲ့တဲ့တရင်ကိုတင်ဆက်သွားပါမယ်။ပြီးခဲ့တဲ့စနေနေ့နဲ့တနင်္ဂနွေနေ့ဧပြီ16ရက်နေ့နဲ့20ရက်နေ့တွေမှာစစ်ကောင်စီကစကိုင်းတိုင်းတွေကနေရာလေးနေရာကိုဘုံကျဲတိုက်ခိုက်ခဲ့လို့အရက်သား10ဦးထပ်မံနေတိုက်ဆုံးခဲ့တဲ့ဖြစ်စဉ်တွေဖြစ်ပွားခဲ့ပါတယ်။ဧပြီ16ရက်နေ့က မြင်းမှုမျိုးနဲ့ကန်တော်ရွာကိုစစ်ကောင်စီကလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အသက်နှစ်နှစ်အရွယ်ယောက်ျားလေးတဦးအပါဝင်တလက်ပိုင်းအရွယ်အမျိုးသားအမျိုးသမီးစုစုပေါင်း5ဦးတည်ဆုံးခဲ့ပြီး15ဦးဒဏ်ရာရခဲ့ကြောင်းသိရပါဗျ။အဲ့ဒီနေ့တရက်ထဲမှာပဲဝန်းတုံမျိုးနဲ့နှုံချိုရွာဘုံကြီးကျောင်းကိုတိုက်ပွဲမရှိဘဲလေကြောင်းနဲ့ဘုံနှစ်ကျင်းကျဲချခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့ပါဗျ။ ဒါပြင်အဲ့ဒီနေတရက်ထဲမှာပဲကလေးမျိုးမြောက်ပိုင်းကလေးမျိုးနဲ့တမူးမျိုးနဲ့အဆက်ကရမျိုးအောင်ကြီးရွာကိုလေချောင်းနဲ့နှစ်ကြိမ်တိုက်ခိုက်ခဲ့တဲ့အတွက်နေအိမ်၃လုံးနဲ့အရတား၃ဦးထိခိုက်ခဲ့ကြောင်းလည်းသိရှိရပါတယ်။ဧပြီ20ရက်နေ့ညနေပိုင်းမှာလည်းစကိုင်းတိုင်းကံဘလူမျိုးနဲ့ကတင်တော်ရွာကိုဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အမျိုးသမီး၃ဦးနဲ့အမျိုးသား၃ဦးတိဆုံးခဲ့တယ်လို့သိရပါတယ်။ ဒီကနေ့ညနေခင်းရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရနာပါရစေ။မိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကျန်းမာပြီးဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။